ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါ Arsenal အသင်းကလည်းဒါ Transfer Window ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့လှုပ်ရှားမှုတွေပြုလုပ်နေသည့်တိုင်အောင်အခုလောလောဆယ် Club ဘက်ကအခု Kepa Arrizabalaga ကိုခေါ်ထားပြီး Martin Zubamendi အပြောင်းရွှေ့ကပြီးတလောက်ဖြစ်ပြီးချစ်တဲ့အချိန်မှာဒါ Club ဘက်က လပ်ရဲ့လက်ရှိကစားမားတွေတိကိုစာချုပ်တက်တန်းထပ်ပိုးဖို့တောက်လျှောက်လုပ်နေတယ်။ဆိုတော့အခုကလပ်ကအခုတိုက်စစ်နဲ့တောင်မန်နှစ်ဖက်ကိုအဓိကအားထားတာအားလုံးတည်ထားပြီးသားရိုဒရီဂိုနဲ့တစ်ဖက်ကဘန်ဂျမင်ဆက်စကိုအပြောင်းအရွှေ့ဖြစ်တယ်။ဒါပေမဲ့အခုလောလောဆယ်မှာကက်ပါကိုဟိုတနေ့ကပဲဒါပေါင်၅သန်းနဲ့ခေါ်ဖို့သဘောတူပြီးပြီ။ကက်ပါရီဇာဘလာကာရဲ့အပြောင်းအရွှေ့ရဲ့ယောကြီးစာချုပ်ကိုအာဆန်ကပေးမယ်လို့ပြောတဲ့အတွက်ဒီဂိုးသမားကအာဆန်ကိုရောက်မယ်။ အဲအစိုးရတဲ့ကစူပါမန်ဒီကပေါင်50တန်းယူရိုတန်း60နဲ့သဘောတူထားပြီးဖြစ်တယ်။ Nationally ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ကတိတ်ကြီးညာဖို့မလိုတော့ဘူး။ဆိုတော့အားလုံးကအားလုံးက ready ဖြစ်တဲ့ချိန်မှာအသေးရဲ့အားကစား driver ဘက်ကမလုပ်လဲဆိုတော့လက်ရှိကစားမရီကိုတက်တန်းတက်ထိုးဖို့ကသူ့ရဲ့အဓိကဘခါယိုဆာကာက2029မှာကုန်မယ်။ William Saliba က2029မှာကုန်မယ်။ မိုင်းလူးဝစ်ကယ်လီက2026မှာကုန်မယ်အီသန်ဝန်နဲရီလည်းဒီတိုင်းပဲဆိုတော့စာချုပ်တက်တန်းတိုးမယ်ကိစ္စအရင်ထုတ်နေတယ်အဓိကတော့အခုပြီးခဲ့တဲ့ဘက်ကဂါဘရီယယ်ကိုသူတို့တက်တန်းတိုးပြီးပြီ2029အထိဂါဘရီယယ်ကတက်တန်းတိုးတယ် ကာလန်တဲ့ကလပ်ဒီအများကြီးရှိပေမဲ့ဂါဘရီယယ်ကအာဆင်မှာနေဖို့ဆုံးဖြတ်ခဲ့ပြီးတော့မြောက်လန်ဒန်သင်တဲ့ကာလရှိချာ၄နှစ်တိုးလိုက်တယ်ဆိုတော့သူက29တိရှိတဲ့ချိန်မှာအခုပခါယူစာကာနဲ့ဆလီပါဆလီပါကိုအဓိကတိုးတဲ့အချက်ကအားလုံးသိထားပြီးသားလာမယ့်ရာသီမှာဆလီပါကစာချုပ်တစ်နှစ်ပဲချမ်းပဲဆိုတော့ရဲမက်ဒရစ်အသင်းရဲ့ရန်ကိုလည်းကြောက်တယ်ရဲမက်ဒရစ်ကလက်ရှိတည်တဲ့အတိုင်းပဲရာသီမှာတစ်နှစ်ပဲချမ်းတော့ရင်အလွတ်ပြောင်းရွှေ့ချေမို့ရင်တော့မှ တက်တောင့်တက်တာနဲ့ခေါ်သွားနိုင်ခြင်းရှိတာကိုသူတို့ဆိုရင်လည်းအတွက်ဝီလျံဆလီပါကိုတက်တန်းတိုးမယ်ဝီလျံဆလီပါကတပတ်ကို3900ရတယ်ဆိုတော့အာဆနယ်ဘက်ကဝီလျံဆလီပါကိုကဘရီယဲထက်ပိုငယ်တဲ့အတွက်သူကအနည်းဆုံး2030ခုနှစ်ထိ9နှစ် brand new ချုပ်မယ်သူရဲ့ contract က20ခုဆိုတော့အနည်းဆုံးနောက်ထပ်3နှစ်ထပ်တိုးမယ် ီလျံဆလီဘာကို2030ခုနှစ်တိကာလရှိကြတန်းတိုးမယ်။နောက်မိုင်းလူးဝစ်စကယ်လီက26ဖြစ်ပြီးတော့သူ့ကိုတော့အနည်းဆုံး2030တိတိထပ်တိုးမယ်။သူက2026မှာကုန်မယ်။ဆိုဒါလေဒါအာဆနယ်တင်းကလူးစ်ကယ်လီကိုကာလာရှီချာတိုးဖို့လို့ပြီးတော့အီတန်ဝန်နေရီယောနောက်29ခုမှာဂုံမဲ့ဘူခါယိုဆာကာယိုဒီတိုင်းပဲဆိုအားလုံးကိုသူတို့တပြိုင်နဲ့တက်တန်းတိုးမယ်ဒီနေရာမှာတက်တန်းတိုးကိစ္စမှာဂါဘရီယယ်ပြီးတဲ့ချိန်မှာသောမတ်စ်ပါတီကိစ္စအစိုးရကဒေးဗစ်အွန်စတန်ရ တော့ Fabrizio ပြောထားပြီးပြီတိုးမယ်လို့ပြောထားပြီးမယ်နှုတ်အားဖြစ်မယ်သဘောတူထားမယ်အခုချိန်ထိနှစ်ဖက်ပါတီမဆရသေးဘူးဆိုတော့အဲ့ဒီအတွက်ကြောင့်တချို့ပြည်သက်တွေကဆိုရင်နေပေမဲ့ Arsenal ဘက်ကပါတီသက်တမ်းထပ်တိုးလိမ့်မယ်လို့လည်းယုံကြည်တယ်တိုးနိုင်မယ်လို့လည်းယုံကြည်ထားပြီးတော့ကစားမကိုယ်တိုင်ကလည်းမြောက်လန်တန်ပါဆက်နေခြင်းတယ်ဆိုတဲ့အချက်ကြောင့်သူတို့ဘက်ကနည်းနည်း relax ဖြစ်တဲ့ပုံစံမျိုးရှိတယ်ဆိုတော့အပြောင်းရွှေ့ကတော့ Rodrigo ဖြစ်ဖြစ်နောက်တောင်ပန်ကစားမတွေကအခုနောက်ပိုင်း Mohamed Kudus ဆိုပြီးတော့အတန်ထွက်လာတယ်တိုက်စစ်ကတော့အားလုံးတီထားပြီးသားဒါ န်ဂျမင်ဆက်ကူပဲဒီနေရာမှာအာစနယ်ဘက်ကဇင်ချန်ဂူကိုရောင်းထုတ်ပွဲရှိပြီးတော့ကလပ်ဘက်ကရက်ကော့ခီဘီယိုအသင်းမှာဆက်ရှိပွဲရှိတယ်ခီဘီယိုကအမှန်တမ်းပြောရင်တော့ဆက်ရှိတဲ့ပြီးခဲ့တဲ့ရာသီဒါတခြားရာသီပိတ်မှာဆလီဘာဒန်ရရသွားတဲ့အချိန်ဂါဘရီယယ်ဒန်ရရသွားတဲ့အချိန်မှာသူကအဓိကစန်တဘတ်ဖြစ်ဦးဆောင်တယ်အမားတော်တော်လေးနေတယ်အာကူရတယ်ရင်တော့ဆိုရင်တော့ကျွန်တော်တို့သူ့ကိုအာကူရပါမလားဆိုပြီးတွေ့ဝင်နေတဲ့သူဖြစ်ပေမဲ့အခုနောက်ပိုင်းတော်တော်လေးငြိမ်းလာတယ်ဒါအစလို့ဒီအခုကလပ်ဘက်က ရက်ကိုခီပီယောကိုစထိန်ထားပွဲရှိပြီးတော့2026မှာကုန်မဲ့ဒါထိုမီယာစုကိုတော့သူတို့ထုတ်တော့မယ်ထိုမီယာစုကအခုတန်ရရနေတယ်ကာလာရှိချာရနေတော့သူပြန်ကောင်းလာရင်လည်းတတ်တမ်းမတိုးတော့ပဲနောက်ဆုံးနှစ်မှာအပိတတ်နိုင်မယ်ရှိတယ်ဆိုတော့အခုလောလောဆယ်မှာအာစနယ်တင်းကအခု ဇူပီမန်ဒီအပြောင်းရွှေ့အပီးတက်ပြီးနောက်တစ်ဖက်ကဆက်စကိုနဲ့ရိုဒရီဂိုပါဝင်ဒါတစ်ဖက်ကကူဒူဆိုရဲ့တောင်ပံပိုဇီရှင်ကိုအဓိကတာဂတ်ထားပြီးတော့စာချုပ်သက်တမ်းပိုးတဲ့ကိစ္စတွေကိုအသေးအံဆောင်ရွက်နေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်